မင်္ဂလာရှိတဲ့နေ့ရက်ကလေးဖြစ်ပါစေခင်ဗျာနေ့ရက်တိုင်းနေ့ရက်တိုင်းဟာစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံမှုအတွက်ကံတရားရဲ့အထောက်ပံ့ခေါင်းတွေကိုရပြီးဖရာကြီးတရားကြီးအောက်မှာအေးချမ်းစွာသာသနာ ပြုနိုင်ပါစေဆရာကောင်းတမကောင်းတွေရဲ့မေတ္တာစေတနာ သူတော်စင်အဘဝိဇ္ဇာတွေရဲ့မေတ္တာစေတနာဂါထာမန္တန်တော်တွေရဲ့အစွမ်းကိုဇောက်နဲ့တည်းရဲ့ဖုံးကန်စေတနာနဲ့အတူ ကိုယ့်ရဲ့ကြီးပွားခြင်း ကိုယ့်ရဲ့ချမ်းသာခြင်းကိုယ့်ရဲ့ဖြစ်ထွန်းခြင်းဆိုတဲ့အကြောင်းတရားတွေကိုတမစီဝမြတ်တာစွာ ကောင်းကောင်းမွန်မွန်ကြိုးစားအားထုတ်နိုင်ပြီးအကုသိုလ်တရားကိုကြောက်တတ်အပေတကားကိုကြောက်တတ်ပြီးနိဗ္ဗာန်လမ်းကို ဖောက်နိုင်တဲ့သူသူတော်ကောင်းတရားတွေကိုကြိုးစားအားထုတ်နိုင်တဲ့သူသထေကြီး၄ဥကဲ့သို့ပြီး၍မကုန်လူ၍မခံ အမြဲတမ်းစိတ်သွားတိုင်းကိုပါ လူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူတွေဖြစ်ကြပါစေတစ်တပင်ကောင်းငှက်တောင်းနာဆိုတဲ့အတိုင်းကိုယ့်ရဲ့အရေးအဝါတော့အောက်မှာခုနှစ်ရဲ့သားသမီးကို လုံခြုံနှွေးထွေးအေးမြမှု ပေးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ကြပါစေဒီဗီဒီယိုဖိုင်လေးကတော့ခုနှစ်ရဲ့သားသမီးတွေအတွက်တပေါင်းလာရာသီကာလအတော်အတွင်းမှာအရက်မျက်နှာအလိုက် ဇီဒီတဲနီဆိုတဲ့အကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်။အချို့သောနေရဲ့ဒေတာတွေမှာတပေါင်းလားဆိုရင်တဲပုံဇီဒီတဲတာရှိတယ်။အဲအချို့သောနေရာဒေတာတွေမှာဆိုရင်ထုံးဇီဒီတဲတာရှိတယ်။တချို့သောနေရာဒေတာတွေမှာဆိုရင်တရဏဂုံဇီရီတဲတာတွေရှိတယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဇီရီတစုတဲနိုင်ပြီဆိုရင်ဘုရားထပ်ပနာထဲ့နိုင်တဲ့သူ ဇေဒီတဲနိုင်တဲ့သူတွေဟာ အပေတကားကိုပိတ်ပြီးနိဗ္ဗာန်လမ်းကို ဖွင့်နိုင်တဲ့အပြင်တဏှာဝစ်စင်းရဲကိုတူတူနဲ့လျှောက်လန်းရတာမျိုးတွေဖြစ်စေတတ်ပါတယ်။ရှင်အစ္စဂေါဏလက်ထက်တော်တော်ကမုတ်ဆိုးမာရီတောင်ဇေဒီတဲနိုင်ခဲ့တယ်ဆိုတော့အဆိုးအမိတ် ရှိခဲ့ပူပါတယ်။အခုလိုပဲတပေါင်းလာရာဒီကိုရောက်ပြီဆိုရင်တပေါင်းလာရာဒီမှာရှိနေတဲ့ ထူးခြားလာတဲ့စမ်းနက္ခတ်ကန်စာတာနက္ခတ်သဘောရီအရာခုနှစ်ရက်သားသမီးအားလုံးဟာတရဏဂုံတီပြီးတော့မိမိအတွက်မိမိရဲ့နောင်တန်တရာအတွက်ဇေဒီတန်နိုင်တဲ့ပုံကိုယ်တူတွေဖြစ်ကြမှာပါကျွန်တော်တို့ဘုရားဘာသာဝင်မှန်လို့ရှိရင်ကုသိုလ်တစ်ခုကိုအမြဲတမ်းပြုဖို့လိုတယ်လို့အမောမြတ်ဆုံး ကုသိုလ်ကြီး၄ခုဆိုတာလည်းရှိပါတယ်ကုသိုလ်တိုင်းကအမောမြတ်တာမှန်ပေမဲ့ ပေတကားကိုပိတ်ပြီးနိဗ္ဗာန်လမ်းကိုတွေ့နိုင်ပြီးတော့တန်တရာဝစင်းရဲကိုတူစေတဲ့ကုသိုလ်၄မျိုးရှိပါတယ်။နံပါတ်၁ကတော့ဇေဒီတဲခြင်းကုသိုလ်ပါ။နံပါတ်၂ကတော့ယောက်ျားသူတွေအနေနဲ့တိမ်ဝင်ခြင်းပစင်းတက်ခြင်းကုသိုလ်ပါ။နံပါတ်၃အနေနဲ့ကတော့ဇီဝိတဒါနအနေနဲ့သူ့အသက်တွေကယ်ခြင်း၊ဆေးဝါးဒါနကုသိုလ်ပြုခြင်း ဆိုတဲ့အလှူပါ။ ။နံပါတ်၄အနေနဲ့ကတော့ယုံနဲ့နံခန္ဓာ၅ပါးကိုမိမိအနေနဲ့လူသစ်လူထိုက်တော်နေရာမှာ လူဒန်းခြင်းဆိုတဲ့အလူပါ။ဒီအလူလေးမျိုးကို လူဒန်းတဲ့သူတွေဟာအပေတကားကိုပိတ်နိဗ္ဗာန်လမ်းကိုပွင့်ပြီးတဏှာဝိစင်းရဲကိုတူတူနဲ့ရှောက်လန်းရနိုင်ပါတယ်။ဒါကြောင့်တပေါင်းလာရာဒီမှာကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတွေကအရက်မျက်နာအလိုက်ဇီဒီတဲ့ပြီးကုသိုလ်ထူးနှစ်အတူ န်ကဟိဆက်စေခြင်းပါတယ်အရှိဘက်အရက်ဒီသားကိုမျက်နာမူပြီးတန်ဘုတ်တီဂါထာကို48ခေါက်ရွတ်မယ်ဆိုရင်မိမိဟာအရှိဘက်အရက်ဒီသားမှာတန်ဘုတ်တီဇေဒီတေတာနဲ့အတူတူပါပဲတန်ဘုတ်တီဂါထာကိုတစ်ခေါက်ရွတ်မယ်ဇေဒီတေဖို့အတွက်ဟိုးအောက်ဆုံးဒီမြင်းရင်ပြတော်ပေါ်မှာပေါ့နော်ဖောင်ဒေးရှင်းခန္ဓာကစမယ်နောက်တစ်ခေါက်ရွတ်မယ်ရင်ပြတော်ရဲ့အထက် နောက်တစ်ခေါက်ရွတ်မယ်ရင်းမြစ်တော့အထက်ရဲ့အပေါ်မှာရှိတဲ့နောက်ထပ်အထက်တစ်ခုအဲ့ဒါလိုမျိုးနဲ့အစစ်အစစ်ဘုရားရှင်ရဲ့စိန်ဘူးတော်ထားတဲ့အထိအစစ်အစစ်ဇီတီတည်သွားပါ58ခေါက်လဲအပီးကိုယ့်ရဲ့မနော ကုသိုလ်စိတ်ကုသိုလ်တွေမှာကိုတည်လိုက်တဲ့ဇီတီလေးဟာ whole foundation ကနေပြီးတော့ငှက်မြတ်နာတော့စိန်ဖူးတော်ရှိတဲ့အထိအစင်စင်ဇီတီလေးတစုရသွားပါလားဆိုတဲ့အတွေးကိုတွေးပြပါဒီနေ့ကတော့ တန်ဖိုးတေကာထာနဲ့အရှိအယက်မှာဇေဒီတက်ပြီးပြီဆိုရင် နောက်တရက်ကြာလို့ရှင် အနောက်အယက်ကိုမျက်နာမူပြီးဂုံတော်၉ပါးကာထာနဲ့ဇေဒီတက်ပြီးပါ နောက်တရက်ကြာရင်တော့တောင်အယက်ကိုမျက်နာမူပြီးတော့စိတ်နာမဏိကာထာနဲ့ဇေဒီတက်ပြီးပါ နောက်ဆုံးတစ်ခေါက်ကြာရင်တော့မြောက်အယက်ကိုမျက်နာမူပြီးတော့ဝိဇာချစ်ကာထာနဲ့ဇေဒီတက်ပြီးပါ ဝိဇ္ဇာจิตဂါထာဆိုတာကတော့အရဟံမေအောင်နမောဗုဒ္ဓတအရဟံမေအောင်နမောဓမ္မတအရဟံမေအောင်နမောတန်ခတ်တာပါအဲ့ဒါကို ကျွန်တော်ပြောတဲ့အခေါက်အရေအတွက်ပြအောင်ရှင်းပါပါမယ်ဇေဒီတဲတဲ့အခါမှာတမုတ်တွေဂါထာနဲ့အစပြုပြီးအရှိအရက်ကနေအစပြုပြီးဝိဇ္ဇာจิตဂါထာကိုမြောက်အရက်မှာအပိတ်ပြုရမှာပါ တရက်ကိုဈေးကြီးတစုနေ့စဉ်တည်သွားပါတပေါင်းလာပြီးမတိုင်ခင်ကနေစပြီးဈေးကြီးတည်လို့ရတယ်တပေါင်းလာပြီးကြောခုနှစ်ရက်နေ့ထိအဲ့ဒါလို့ဈေးကြီးနေ့စဉ်တည်သွားပြီပါတရက်ကိုတစုတည်တာပေါ့နော်ဈေးကြီးတည်ပြီးတဲ့အချိန်တိုင်းမှာမိမိကအထက်ကောင်းကင်ကိုမော့ကြည့်ပြီးတပေါင်းလာရသည့်ဤကာလလာပြီးနေ့မတိုင်ခင် ကောင်းငယ်တစ်ခွေမှာလဲလဲသွာလာနေကြကုန်သောတမာရီဝနှက်ကောင်းနှက်မြက်နဲ့အတူဆရာသခင်ဝိဇာရှင်နေနဲ့အတူယဟန္တာကြီးရဲ့ဖုံးတကူအာနုဘော်တို့နဲ့အတူဖခင်ကျွန်တော်မျိုးယနေ့ဇေဒီတဲတဲ့ဂုံတော်ဂျေဇူးနဲ့ကုသိုလ်အထူးထူးတို့နဲ့အတူဖခင်ကျွန်တော်မျိုးယနေ့အခြေအသက်ရွယ်ကာလအထိပြုလုပ်ခဲ့ပေးပူသောကောင်းမှုကုသိုလ်အစုစုတို့ကို ကြီးစီထု၍အမြပေးဝေပါမည်။ကောင်းကင်တခွင်လဲလဲသွာလာနေသောတမာတွေဝနှက်ကောင်းနှက်မြတ်နဲ့အတူစတုလောကပါလာနှက်မင်းများအာလုံးဝိဇာဆရာသခင်အာလုံးအကျွန်ုပ်မျိုးပြုတဲ့ကုသိုလ်အထူးကို အမြရရ၍တာရုခေါ်နိုင်ပြီးဒုက္ခဆင်းရဲခြင်းကင်းဝေး၍တိတ်တိတကူနှစ်ဆတိုးပြီးထိုးထိုးကုသိုလ်အကျိုးကို အကျွန်ုပ်လဲရ၍အပူငိမ့်ပြီးလူဘဝမှာ အပူကင်း၍ပြုံးပျော်ရွှင်ပြီးသာသနာပြုနိုင်သော ပုဂ္ဂိုလ်တူဖြစ်ရပါစေတာလို့ဆုတောင်းမြတ်တာပို့ပြီးတော့အမြဝေပေးရပါမယ်။အဲ့ဒါကို ပုံမှန်လေးလုပ်ပေးသွားပါ။တညမာစီတဆူတဲပြီးတိုင်းကြီးစီသူအမြဝေအဲ့ဒါလေးလုပ်။အများကြီးလုပ်လို့အချင်းအမြဲတမ်းလုပ်ရလို့ရတဲ့အရာမဟုတ်ဘူးနော်။ဒီတပေါင်းလမတိုင်ခင်ကာလလေးကနေတပေါင်းလပြည့်ကျော်9ရက်နေ့အထိလုပ်လို့ရတာ။ဒါကြောင့်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေတွေမဂ်ခင်ပေါင်းကြီးစီးပြီးတော့ ဖုံးစီတီတဲခြင်းဂါထာတော်ရင်းနဲ့ဇီတီတဲခြင်းအစရှိတဲ့ကုသိုလ်အဆူဆူတို့ကိုဇီတီတဲပြီးနိဗ္ဗာန်လမ်းကိုသွားနိုင်ကြပါစေလို့ကျွန်တော်ကဆုတောင်းမြတ်တာပို့တာပါတယ်ခொနည်းသာသမီပေါအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရဲ့ကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးစိဝါလက်လာပါတွေရှင်လန်းပြီးကျမ်းမာခြင်းချမ်းသာခြင်းနဲ့အတူသာသနာပြုနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ကြပါစေသားခင်ဗျာ